ရေစကြည်လအနာဂတ်တီချံအခန်းကြီး43အငယ်1မှ29ထိုနောက်မှာအရှိပတုမျက်နာပြုသောတကားဝါသူတဖန်ခေါ်သွား၏ဣသရီလအမျိုးဤဖျားသခင်ဘုံတော်သည် အရှိမျက်နာမှလာ၍အတန်သည်တမုတ်တရားတန်ခဲ့သူဖြစ်၏ရောင်ကြည်တော်အဖြစ်မြေတပြင်းလုံးလင်း၏ငါမြင်သောယူပါယုံသည်မြို့တော်ကိုဖျက်ဆီးခြင်းကလာသောအခါငါမြင်သောယူပါယုံနှင့်တူ၏ ထင်ရှားသောအရာတို့သည်ခေပါမျက်နှာမှာငါမြင်ဘူးသောအရာများကဲ့သို့ဖြစ်၍ငါသည်ပြုတ်ဝက်လျက်နေ၏သာရပြာ၏ဘုံတော်သည် အရှိဘတ်သူမျက်နှာပြုသောတကားလမ်းဖြင့်အိမ်တော်သည်သို့ဝင်တော်မူ၏ထိုအခါဝိညာဉ်တော်သည်ငါကိုချီးလျက်အတွင်းတတိုင်းသေးသို့ဆောင်းသွား၍ထာဝရဘုရား၏ဘုံတော်သည်တအိမ်လုံးကိုဖြည့်တော်မူ၏ အရင်လူဒီငါအနာမှာရက်နေလေအိမ်တော်တွေကငါအာမိန်တော်မူသောအတန်ကိုငါကြားဒီကအချင်းလူသားဤအရက်ဒီငါပလင်တေရအရက်ငါချေဘဝနင်းမြဲအရက်ဤဒရီလာအမျိုးသားတို့တွင်အစဉ်အမြဲငါနေရအရက်ဖြစ်၏ဤဒရီလာ ရှင်ဘရင်များနှင့်အမျိုးသားများတို့သည်မာယွင်ချင်းအဖျင်၎င်းရှင်ဘရင်ဤအသေးကောင်အဖျင်၎င်း မြင့်ရာအရက်တို့၌ငါ၏နာမတော်မြတ်ကို နောက်တစ်ဖန်မရှုံချရကြ။သူတို့တကားခုံကိုလည်းငါတကားခုံအနာမလကောင်းသူတို့တိုင်ကိုလည်းငါတိုင်အနာမလကောင်းတီဆိုင်လျက်ငါနှင့်သူတို့ဆက်ကြမှာနယံတစ်ခုတည်းသာရှိလျက် သူတို့ပြုမိသောဆက်စုပ်ရွန်ရှားပွဲ အမှုတို့ဖြင့်ငါ၏နာမတော်မြတ်ကိုရှုံချသောကြောင့်ငါသည်အမျက်ထွက်၍သူတို့ကိုဖျက်ဆီးပြီးယခုမူကားသူတို့မှားယွင်းခြင်းအမှုများနှင့်ရှင်ဘုရင်၏အသေးကောင်များကိုငါမှဝေးစွာပယ်ရှားကြစေငါသည်လည်းသူတို့တွင် အစဉ်အမြဲနေမည်အချင်းလူသားဣဒရီလာအမျိုးသားတို့သည် ကိုဒုစရိုက်အပြစ်ကြောင့်ရှက်ကြောက်စေခြင်းငါအင်တော်ကိုပြလော့ အင်းတော်ပုံကိုသူတို့တိုင်းကြစီလို့သူတို့သည်ကိုပြုမိသောအမှုများကြောင့်အမှန်ရှက်ကြောင်လင်အိမ်ပုံတဒံနှင့်ထွက်ရာဝင်ရာတကားဝများချင့်ရသည်မသောထုံးစံများ စီရင်ထုံးဖွဲ့ချက်တရားအလုံးစုံတို့ကိုပြလောသူတို့သည်ထုံးစံများနှင့်စီရင်ထုံးဖွဲ့ချက်အလုံးစုံတို့ကိုကျင့်ဆောင်စေခြင်းကသူတို့ရှိမှရေးထားလောတောင်ထိပ်ပေါ်မှတည်သော အိန္ဒိုဤတရားဟူမူကအိန္ဒိုနယ်နမိတ်ရှိသမျှတို့သည်အလွန်သက်ရှင်ရကြမည်ဤ၍ကအိန္ဒိုဤတရားပေတည်းရစ်ပလင် အတိုင်းအရှိကတန်တောင်ဖြင့်တိုင်းလင် ဖနက်အမြင့်တတောင်အကျဲတတောင်ပတ်လေအနာပတ်အကျဲတထွားရှိ၍ရစ်ပလင်ပြင်ပတ်၌တရားဤအောက်အထစ်သည် မြေနှစ်နှစ်တောင်ကွာ၍အကျဲတတောင်ရှိရမည် ငယ်သောအထစ်နှင့်ကြီးသောအထစ်သည်၄တောင်กว่า၍အကျေတတောင်ရှိရမည်ရစ်ပလင်အမြင့်သည်လည်း၄တောင်ရှိရမည်ဥจุ၄တောင်လည်းတက်ရမည်ရစ်ပလင်သည် စတုယံဖြစ်၍အလျား၁၂တောင် အနံလည်း၁၂တောင်ရှိရမည်အောက်အထစ်သည်လည်းစတုယံဖြစ်၍အလျား၁၄တောင် အနံလည်း၁၄တောင်ရှိရမည်အနာပတ်သည်လည်းအကျေတထွာရှိရမည်ဖနက်သည်ရစ်ပလင်ပတ်လေ၌တတောင်ထွက်၍ ၍တက်ရလန်းသည့်အရှိတူမျက်နာပြူရမည် တပန်အချင်းလူသာအရှင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းမိရှုရာရစ်ကို ပူဇော်၍အသွေးကိုဖျန်းဖို့ရာရစ်ပလင်ကိုတည်သောနေ့၌ကျင့်ရသောတရားဟုမူကားအမှုတော်ကိုဆောင်၍ငါထံသို့ချင်းကပ်သောလေဝိအမျိုးဇာဒုတ်သားရစ်ပရောဟိတ်တို့အားအပြစ်ဖြေရာရစ်ဖို့ပြိုသောနွားထီးတကောင်ကိုအံ့ရမည်နွားအသွေးအချို့ကိုယူ၍ရစ်ပလင်ဥကြိုလေးကြောင့်အထစ်လေးတော့အနာပတ်ကိုလူသောအဖြစ်တန့် ရှင်းစင်ကြယ်စေရမည်အပြစ်ဖြေရာရစ်ဖို့နွားကောင်ကိုယူ၍တန်ရှင်းရာဌာနဖြင့်ဗိမှန်တော်အတွင်းတွင်ခန့်ထားသောအရက်၌မီးရှို့ရမည်ဒုတိယနေ့၌လည်းအပြစ်မရှိသောစိတ်ငယ်ကိုယူ၍အပြစ်ဖြေရာရစ်ဖို့ပူဇော်ရမည်ရစ်ပလင်ကိုနွားအသွေးနှင့်တန်ရှင်းစေတကယ်သို့စိတ်အသွေးနှင့်တန်ရှင်းစေရမည် သူတို့ရစ်ပလင်ကိုတက်ရှင်းစေပြီးဒီနောက်အပြစ်မရှိပြိုသောနွားထီးနှင့် အပြစ်မရှိသောစိတ်ထီးကို သာဝရဘုရားရှိတော်၌ပူဇော်ရမည်ယိပရောဟိတ်တို့သည်စားကိုတင်လျက်ထိုရစ်ကောင်တို့ကိုသာဝရဘုရားအဖို့မိရှု၍ပူဇော်ရကြမည်ခုနှစ်ရက်ပတ်လုံးတစ်နေ့တစ်နေ့လျင်စိတ်တကောင်ကို အပြစ်ဖြေရာ ရစ်ပြု၍ပူဇော်ရမည်အပြစ်မရှိပြိုသောနွားထီးတကောင်နှင့်တိုးထီးတကောင်ကိုလည်းပူဇော်ရမည်ခုနှစ်ရက်ပတ်လုံးရစ်ပလင်ကိုတန့်ရှင်းစင်ကြယ်စေ၍ကိုကိုယ်လည်းရစ်ပရောဟိတ်အရာ၌ခံထားရကြမည် ခုနှစ်ရက်စေသောနောက်အထမနေ့၌လည်းကောင်းထိုနေ့မှစ၍လည်းကောင်းရစ်ပရောဟိတ်တို့သည်ရစ်ပလင်ပေါ်မှတင်တို့မိရှို့ရာရစ်များနှင့် မိတ္တဟာရရစ်များကို ပူဇော်ရကြမည်ငါသည်လည်းတင်တို့ကိုလက်ခံမည်ဟု အရှင်သာဝရဖခင်မိန့်တော်မူ၏အာမင် God bless you